ကလုံဝင်တာနှစ်ရက်ပဲရှိသေးတယ်တထေးရဖုန်းခိုးလာခိုးလာတော့မိတဲ့အခါကျတော့ကြာဖြတ်နေလုံနေလို့သူကတက်ကနေလာတာဘယ်တက်ကလာတာညာတက်ကလာတာဆိုပြီးတော့သူကအဲ့လိုမျိုးပြန်ပြောတယ်သူကစစ်စေးကိစ္စနဲ့သူလာရတယ်ဆိုတဲ့အကြောင်းဟိုဝန်ထမ်းလေးကောင်မလေးတယောက်တည်းဖြစ်နေနေကဘတယောက်တည်းဖြစ်နေအချိန်ဝင်မှတာအဲ့ကောင်အဲ့ကောင်တကောင်ကျွန်တော်ဗီဒီယိုဆုံးမှလည်းတပ်ပုံလေး တင်နာပေးမယ်ဘယ်သူပဲဝါဆိုသိအောင်နော်ဘာတခါကြရင်ဒီဟိုဂျုံနဲ့ကြောင်းနဲ့ထင်တယ်ဗျာမျက်နှာဆင်ကြတဲ့ခါကြရင် အားကြောင့်ဗောအဲပရမတ်တခါမင်္ဂလာပါခင်ဗျာဒီကနေ့အော်တိုဘတ်16ရက်နေ့ဒီကနေ့အနောက်ဆောင်းရအပ်တဲ့တဲ့နေ့တွေကိုစူးသိပြီးတော့ region လောက်ပြေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗျိုးလေးကိုစလိုက်အောင်ပါအာရှင်းတဲ့တန်ကြီးကိုသူကအလုတ်ဝင်လာနှစ်ရက်ပဲရှိသေးတယ်။တထေးရဖုန်းကိုခိုးလာတယ်။ခိုးလာတော့မိတဲ့အခါကျတော့ ကြဖြန့်လေးလုံနေလို့သူကတက်ကနေလာတာဘယ်တက်ကလာတာညာတက်ကလာတာဆိုပြီးတော့သူကအဲ့လိုမျိုးပြန်ပြောတယ်။သူကစစ်စေးကိစ္စနဲ့သူလာတယ်ဆိုတဲ့အကြောင်းသူကအဲ့လိုမျိုးပြောတယ်။ကိုရော yes scan ခေါ်တာ။ဒီကောင်မလေးဖုန်းခိုးလာတယ် တကောကပြန်ဖြဲနေရုပ်တွေကြားဖြန့်လို့လို့တကောသူလာစုံစမ်းနေပေါ့ဒီဖုန်းကိုသူရအောင်ယူလာခဲ့တယ်ပေါ့ပြီးရင်သူကဟိုတိုက်ရင်းကိုဘယ်ကိုပြမှာညာကိုပြမှာဆိုပြီးသူပြောတာဟာတိုက်လာပြောနေဟမ် တကောလိုင်းမတင်သေးပါနဲ့တို့အောင်ပြန်ဟောက်တယ်ကဲကျမပြောစရာလေးတခုရှိရယ်ပေါ့နော်စိတ်မကောင်းစရာလေးပြောစရာလေးတခုရှိရယ်ပေါ့နော်ဒီနေ့မနေ့ဒီကျမတို့ ပေးရင်ကအန်တီတယောက်ကျမကိုခေါ်ပြီးတော့စကပြန်တော့လောက်ခိုင်းတော့ဗောနော်သူ့ချွေးမငိုပဲငိုနေရဆိုပြီးတော့လာမေးပြုံးနဲ့စကားမပေါက်လို့ဆိုပြီးတော့အဲ့လိုမေးအဲ့လိုလာပြောဗောနော်ကျမအဲ့ကျမလည်းစကပြန်တော့လောက်ပေးရဗောနော်အဲ့ဒီသူတို့အိမ်ရောက်လဲရောက်ရောသူတို့အိမ်ရောက်လဲရောက်ရော ကျွန်မအဲ့ဒီကောင်မလေးကိုမေးရပါတော့ညီမလေးဘာလို့ငိုရလဲဘာလဲဒီမှာနေရတာမပြောလို့လားဆိုပြီးတော့ဘာဖြစ်တာလဲပေါ့နော်ညီမအဲ့လိုကျွန်မအဲ့လိုတော့မေးရပေါ့အဲ့အဲ့ဒီကောင်မလေးကိုမေးတယ်မေးရောအဲ့ကောင်မလေးကဘယ်လိုပြန်ဖြေလဲဆိုတော့အမားတဲ့ညီမတဲ့အိမ်ထောင်လာချတာမလဲမဟုတ်ဘူးတဲ့တရုတ်မြန်လာလောက်တာလည်းမဟုတ်ဘူးတဲ့ကျွန်မအောင်လာရောင်းစားသွားတာတဲ့ကျွန်မတို့ပွဲစားဆိုပြီးဟဲဆိုပြီးကျမအဲ့လိုတော့လန့်သွားပါတော့ဘလူလာရောက်စားသွားရလဲဆိုပြီးကျမမေးလဲမေးရော အာဘယ်လိုပြောမလဲညီမကဘယ်လိုပြောပြီးခေါ်လာလဲဗောနော်ညီမကျွန်မအဲ့လိုမီးရယ်ဗောသူ့ကိုသူပြောတော့ငါတဲ့စက်ယုံမှာအလုပ်လုပ်ရမယ်တဲ့တလောက်လာစားတလောက်တလောက်ရမယ်ဆိုပြီးတော့ကျမကိုခေါ်လာတာတဲ့တီရောက်လာတော့အဲ့လိုဟုတ်မနေဘူးတဲ့သူကအဲ့လိုပြန်ပြောရဟုတ်လားဆိုပြီးအစကျမကသူ့ကိုမယုံဘူးဘောနော်သူကပွဲစားနဲ့သူ့ပွဲစားနဲ့ပေါင်းပြီးလိန်နေလို့ကျမကအဲ့လိုထင်နေပေါ့တကယ်ကြမ်းကြတော့ အဲကျမလည်းအဲ့ဒီတရုတ်တွေကိုပြန်စကားပြန်ပြန်ပြီးရပါတော့ तू ကအဲ့လိုအဲ့လိုပြောရဲလို့သူအိမ်တော့လာကြတာမဟုတ်ဘူး तू အလုပ်လာလုပ်တာတဲ့ तू အဲ့လိုအဲ့လိုလာရောင်းသွားရဲပေါ့နော်အဲ့ဒီပွဲစားနဲ့ဆက်သွယ်ရှိလားဆိုပြီးမေးရပါတော့အဲ့ဒီတရုတ်အိမ်ကတရုတ်အိမ်အဲ့ဒီတရုတ်အိမ်ကလည်းပြောတာရှိရဲလေဝချက်ရှိရဲတဲ့ပတ်စံလွဲတုံးကရှိရဲပေါ့နော်အဆက်သွယ်တဲ့အဲ့ဆိုဆက်သွယ်လုပ်ဆက်သွယ်လုပ်ပြောပေါ့နော်ကျမအဲ့လိုပြောတဲ့ခါကျတော့အဆက်သွယ်လုပ်လဲရုပ်ရောအဆက်သွယ်လုပ်လဲလုပ်ရောပလော့တော့ ဲ့ဒီတိုကောင်နဲ့ပလော့သွားအေးဟုတ်ပြီလို့ရှင်တို့ပလော့သွားရဆိုပြီးအဲ့ကောင်မလေးကိုဆက်သွယ်ပြန်လှုပ်ခန်းကြည့်မယ်ဆိုပြီးအဲ့ကောင်မလေးဆက်သွယ်ပြန်လှုပ်ခန်းကြည့်ရလဲအဲ့ကောင်မလေးကိုပလော့သွားအဲ့ပွဲစားအဲကျမလည်းပြန်မေးအဲ့ဒီတိယအင်းကိုရှင်တို့ကတင်တော့ငွေပလောက်ပေးလေရလဲဆိုပြီးတော့အဲ့ဒီတိယကောင်ကပြန်လို့ပြန်ပြောလဲဆိုတော့အဲ့ကောင်မလေးရတဲ့တိယငွေ6000တောင်းတာတဲ့တိယငွေ6000တောင်းတာလဲသူ့လမ်းစေးရတလောက်တလောက်ကျတယ်ဆိုပြီးတော့ဆိုပြီးတော့ငါတို့ပေးလိုက်တယ်တိယငွေ6000လွဲပြီးသွားပြီဆိုပြီးတော့ကျမအပေါင်းချလာပြဘောနော်လွဲပြီးသား ပတ်စံလွဲထားတဲ့ပတ်စံလွဲဝင်ထားတဲ့ပေါင်ချလာပြရပေါ့နော်အဲကျမကလည်းဘာမှလည်းမပြောနိုင်တော့ဘူးနော်အဲကျမကလည်းအကောင်မလေးပြန်ပြောရအဲပတ်စံလွဲပြီးသွားပြီလေနင်းတင်းငွေတတတော်ရတယ်ဆိုပြီးနင်ကဘယ်လောက်ရလဲဆိုပြီးမေးတဲ့အကောင်မလေးကတပြားမှမမြဘူးတဲ့အကောင်မလေးကအသက်ဆော့ခွန်18ပဲရှိသေးတယ်ဒီလိုလာရောင်းစားခံရတာသူများနိုင်ကြမှာကျန်းတရုတ်ငွေ6000ရိုက်စားလုပ်ပြီးတော့ကောင်မလေးကပါရောင်းစားသွားတာနော်မြမမျိုးသမီးငယ်တွေရောင်းမတော်ကြတယ်ဗျာ ဒီဖြစ်ရကတက်သေးပဲကျမပြောချင်တာလေနော်မြန်မာပွဲစားလေဘာလို့အဲ့လိုလိုလောက်ကြရတော့မြန်မာနိုင်ငံဒါချင်းချင်းကိုအဲ့လိုလိုမလောက်ကြပါနဲ့ဟေးဗျာအခုဆိုအကောင်မလေးတော်တော်လေးဒုက္ခရောက်နေငိုပဲငိုနေတိလာအဲ့လိုလိုမလောက်ကြပါနဲ့လို့နော်အခုရောက်နေကတီးကိုနိုင်ငံမှာဖမ်းမိမလွယ်ဘူးနော်ရှင်တို့ ဂျမ်းမမနေထိုင်တဲ့လူငယ်လင်မယားကြီးပေါ့နော်အဲ့ဒီမှာမြေကြီးသားမှာအလုပ်ပေးမယ်ဆိုလို့တွားလိုက်ရာနေပြီးတဲ့အခါကျတော့ပြည်တစားအိမ်မှာအချောင်းခံလိုက်ရတာရောင်းစားခံလိုက်ရတာပထမဆုံးတစ်ချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လိုင်းပေါ်မှာအတီကျွမ်းမိတ်ဆွေပဲဖြစ်ပါစေနာမည်ကြီးပဲဖြစ်ပါစေနာမည်သေးပဲဖြစ်ပါစေဘသူ့အမလွယ်လွယ်ကူကူနဲ့ယုံပြီးတော့ကိုရဲ့ personal data တွေကိုမပေးလိုက်မိပါစေနဲ့เนาะဆက်စုံမှာဘူးလို့အဲ့ဒီအကြောင်းအရင်ဆုံးနံပါတ်1အနေနဲ့ပြောချင်ပါတယ်ဒီအကြောင်းမစခင်เนาะအဲ့တော့ ရန်ကုန်မှာနေတဲ့နေမယားမြောက်ကသူကဒီတရုတ်ပဲအခြေခံပြီးတော့ကိုယ့်ရဲ့တွေးဆတာကိုပြောပြမှာနော်သူကကြတော့ဒီမြကြီးသားမှာအတိတယောက်ရှိတာဖြစ်လိမ့်မယ်အဲ့ဒီအတိကိုသူတို့ကပြောပြလာမျိုးပေါ့နော်အမ်ဒီရန်ကုန်မှာလည်းအလောက်ကင်ခွင်လန်းနေအစင်မပြေဘူးရှားပါလို့သူတို့ဒီအလောက်ကင်ခက်ခဲနေတယ်ပေါ့နော်အဲ့တော့သူတို့မြကြီးသားမှာအလောက်ကင်ပါတယ်ခေါ်တာဇလန်းစာပြီးမေးလိုက်တာမျိုးလည်းဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့ဒီတော့ မြေကြီးနာကလူကနေပြီးတော့အဲ့ဒီဘက်မှာကားမောင်းတာเนาะကားမောင်းမလို့အတွက်လူလိုတဲ့လာမလားဆိုပြီးတော့လမ်းစိတ်လွှဲပေးပြီးတော့ခေါ်လိုက်တာเนาะအဲ့လိုမျိုးလမ်းစိတ်လွှဲပေးပြီးတော့ကိုခေါ်တာเนาะอืมအဲ့တော့ဂျန်ကောမှာနေတာတောင်မှဒီလောက်ညံ့လာလို့နိုင်ငံသားမှာနေတာဒီလိုမျိုးဖြစ်တာညံ့လာလို့ရှင်တို့အဲ့လိုမျိုးမတွေးစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းလူတိုင်းမှာသူတို့အခက်ခဲနေသူတို့ရှိတယ်ပြောမယုံကြုံမှာဒီကိုကိုတိုင်းကြုံမှုမှာကိုလူကိုရဲ့အခက်ခဲကနားလဲတာအဲ့တော့ ရန်ကုန်မှာပဲနေနေနိုင်ငံခြားမှာပဲနေနေလူတိုင်းလူတိုင်းကကိုယ့်ရဲ့လားစာကိုအလင်းမီအောင်သုံးနေရတာမျိုးတွေရှိတယ်အဲ့တော့ဒီကိုယ့်ရဲ့ဒီ social media ပေါ်မှာပြထားတဲ့ခဏတစ်ဖက်လေးတွေကိုလေအကြွား post လေးတွေကိုမြင်ပြီးတော့အထင်တွေလည်းမကြီးကြစေချင်ဘူးเนาะအဲ့တော့အဲ့ရနေပြီးတော့သူတို့ကမြင်ကြီးနာကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာဆွေညောင်ပင်မှာရှိတဲ့ပြည်တစာဂန်းမှာရောင်းစာခံလိုက်ရတယ်เนาะအဲ့တော့အဲ့ရနေပြီးတော့ဘလို့လွတ်မြောက်လာတဲ့ဆိုတဲ့အကြောင်းပြောမယ်အဲ့ရမှာရောင်းစာခံလိုက်ရတဲ့အခါကျတော့သူတို့ကမိမကိုအဲ့ဒီ လောက်ခိုင်းနေပေါ့နော်လောက်ခိုင်းတဲ့ခါကျတကယ်လို့မလောက်ဘူးဆိုလို့ရှိရင်ရောကြေးပြရမယ်ရောကြေးဆိုလို့ရှိရင်သိန်း20တောင်းမယ်တောင်းပြရခါကျတို့ဖုံးနေပါညာပါသမ ्या ပစ္စည်းတွေလည်းတို့ကသိန်းထားလဲပေါ့နော်အဲ့ချိန်မှာမလောက်ဘူးဆိုတဲ့ခါကျတော့အစားလဲဝဝလွန်လွန်မကြေးဘူးအခန်းထဲမှာလည်းပိတ်ထားတယ်အဲ့တော့ရှိသမ ्या ဟာတွေအကုန်ကြောင်းပြီးတော့တို့ပေးတာပေါ့နော်ဖုံးနေဆိုလို့ရှိရင်လည်းဈေးတွေနဲ့နှိမ်ပြီးတော့ယူတာတဲ့အဲ့တော့တို့ရှိသမ ्या ဟာလည်းရောင်းပြီးတော့ပေးရတာမှာသိန်း20မပြေလို့အဲ့လိုမျိုးထွက်ပြေးရပေါ့နော်ထွက်ပြေးပြီးတော့အဲ့ဒီ ဘုံကြောင်တကြောင်မှာပေါ့နော်ဝင်ပြီးတော့အကူညီတောင်းနေတဲပြီးတော့အကူညီတောင်းနေအဲ့ဒီအနေမှာတဆင့်နော်အဲ့ဒီအနေမှာတဆင့်ဒီအကူညီပေးတဲ့အသင်းနေနဲ့ချိတ်ဆက်ပြီးတော့သူတို့နေရာကိုသူတို့ပြန်ရောက်လာတယ်ပေါ့နော်အဲ့တော့ဟိုလူကိုတိုင်မာလာတော့ဒီလူကိုတိုင်မာလာတော့ဟိုကလုံးလိုက်ပါလာတော့ဒီကလုံးလိုက်ပါလာတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးအဖြစ်ပြက်တွေကိုမဖြစ်အောင်အချင်းချင်းကိုလည်းကူညီကြစေခြင်းနဲ့နောက်ပြီးတော့လည်း ပြောချင်တာကကြတော့ဘသူ့ကိုမှအယုံမလွယ်ဘူးပဲเนาะနိုင်ငံသားမှာဆိုလို့ရှိရင်လည်းဒီနေတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ personal data တွေပေါ့เนาะအဲ့လိုမျိုးတွေပေးလိုက်တယ်ဒါကတော့ပြည်သစားအိမ်မှာရောင်းစာခံရတာမလို့ကြားဖြတ်မှာရောင်းစာခံလိုက်ရတယ်ဆိုလို့ရှိရင်ရှင်တို့လုံးဝလုံးဝထွက်ပြေးဖို့မလွယ်ဘူးအဲ့တော့နိုင်ငံသားကိုပို့ပေးမယ်လို့ဟိုပို့ပေးမယ်လို့ဒီပို့ပေးမယ်လို့ဆိုတိုင်းတိုင်းမယုံနဲ့เนาะမြန်မာကားထဲမှာပြထားတယ်လို့မျိုးကြားဖြတ်လက်ခဏဝင်ပြီးလက်ခဏထွက်ပြေးလို့လေအဲ့ဒီဟိုပါလဲဒုတိယဓာတ်ပုံကနေပြီးတော့စောင်းကြီးကိုလေးချိုးတွဲလောင်းချပြီးခုံချပြီးပြေးလို့ရတဲ့နေရာမဟုတ် သူတို့ကဒီမြန်မာနယ်စပ်နယ်စပ်ပေါ့နော်ဒီထိုင်းဒီရွှေတရီကနယ်မြေတို့ဒီကမ္ဘောဒီးယားဒီအဲထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တို့အဲ့လိုမျိုးမြန်မာနဲ့ဒီရွှေတရီကဒေတာအဲ့လိုမျိုးနယ်စပ်တွေမှာအောင်မှာလူကင်းသူကင်းတဲ့နေရာအကြီးမှာအဲ့လိုမျိုးယူပြီးတော့လောက်ထားရှင်တို့အဲ့ဒီရဲ့အလုံးလုံးပုံကိုတည်တင်တယ်ဆိုလို့ရှိရင် no more bats နော် n o no m o r e more no more b e t s bats no more bats ဆိုတဲ့ဒီတရုတ်ကားပေါ့နော်အဲ့ဒီတရုတ်ကားကိုရှင်တို့ကြည့်ကြည့် တယောက်ကဟာလေပြန်လွတ်လာတဲ့လူတွေအပေါ်မှာမူတည်ပြီးတဲ့အခါကျတော့အဲ့ဇာတ်ကောင်အခြေခံပြီးတော့ရိုက်ထားတာ based on the true story เนาะအဖြစ်ပြက်အမှန်ပေါ်မှာအခြေခံပြီးတော့ရိုက်ထားအဲ့လိုမျိုးတွေကြည့်ပြီးတော့ခါကျတော့ဘသူ့အမှဒီခေတ်ဒီအခါကြီးမှာမယုံချမ်းတဲ့ time မှာနေတဲ့လူတွေလည်းပို့ဆိုရ time မှာအဲ့ဒီအဖြစ်ပြက်တွေတော်တော်များများထားရနေမှာတစ်စင်ပို့တာမလို့เนาะလုံးဝလုံးဝအယုံမလွဲယုံလွယ်ပြီးကိုယ့်ရဲ့ personal data ဆိုတာ passport တွေလို့နောက်ပြီးရခါကျတော့ကိုယ်မှာအလုံးလုံးတဲ့ပါမိတ်ကတ်တွေရှိရဆိုအဲ့ဒီပါမိတ်ကတ်တွေအဲ့လိုမျိုးတွေမဆဲချမ်းနဲ့မလေးရှားမှာရှိရင်လည်းကြောက်စရာကောင်းတယ်เนาะ သူတို့ကကျတော့လူတယောက်ကိုမိသွားပြီဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့နင်းတရားနေပြီးတော့လွတ်ချင်တယ်ဆိုလို့ရှိရင်နင်းနေရာမှာအစာထိုးဖို့လူဘယ်နှယောက်ရှာပေးအဲ့လိုမျိုးတွေနဲ့ကိုရှာခိုင်းတာနော်အဲ့ဒီတော့ဘသူ့မှဘသူ့ဘသူ့ကိုမှဒီခကြီးမှာအယုံမလွယ်စေချင်ပါဘူးနော်ခိုးတော့မှနှခပြန်ခိုးတော့ပြန်ကြည့်အဲဒါပရမတ်တခါပရမတ်တခါကို तू အဲ့မှာဟမ်စိုးတွေကိုစီးလိုက်ပဲကျန်းကြောင်ညက်တယ်အဲဒါလေးစီးလိုက်ကုန်မှလားအောင်တော့လို့တာတာအဲဘာလို့ခိုးကန်ရတယ်မင်း မေးဘာဖြစ်လို့လဲဝန်တိုင်းညံ့လို့လားသမဟုတ်ဘူးဆက်ရှင်ညံ့တာအဲ့တော့ဝန်တိုင်းအင်အားလေးနည်းနေတဲ့အချိန်ပေါ့ဝန်တိုင်းအင်အားနည်းနေတဲ့အချိန်နားလည်းကြွယ်နားနေတဲ့အချိန်ဆိုတော့အဲ့မှာဟိုဝန်တိုင်းကောင်မလေးတယောက်တည်းဖြစ်နေတယ်နေကင်းမတယောက်တည်းဖြစ်နေတဲ့အချိန်ကိုဝင်မှတာအဲ့ကောင်အဲ့ကောင်တကောင်ကျွန်တော်ဗီဒီယိုဆုံးမှလည်းဓာတ်ပုံလေးတင်နာပေးမယ်ဘယ်သူပဲဝါဆိုသိအောင်နော်ဘာတခါကျရင်ဒီဟိုဂျုံနဲ့ကြောင်နဲ့တင်တာရပြမျက်နှာဆင်ရတဲ့ခါကျရင်အကြဘို့အဲအပရမတ်တခါမှလာပြဝိုင်းနော်ကြံသေးတယ်ဒုတိယတခါရှိသေးတယ်စက်ကြည့်တာဟုတ်ဒုတိယတခါကျတော့ခေါင်းနဲ့အဲတော့လက်ရဲဝိုင်းသိလား တော့မှအရန်လွယ်နေတာကြတော့မသိအေးဆေးပဲအာလက်ကင်ပြီးတော့မှညပ်လိုက်တာမကလေးလေးကိုဘောင်ချောက်ဖွင့်ခိုင်းတာဗျာဘောင်ချောက်ဖွင့်တော့ကလေးရတယ်ကောင်းကောင်းရေးနေရတာပြီးတော့ क्वे လဲ क्वे ပေးတယ်ဆိုတော့ကလေးမှလည်းဘလို့မှမမြင်ဘူးမမြင်တာလည်းကောင်းပါလေဒင်းအပြန်တန်တက်ဟိုမှာအဲကောင်းပြီခိုးရတာတော့မြင်ပြီဆိုတော့သူတို့အိုက်ကောင်နှစ်ယောက်ရဲ့ကျွန်တော်ဒီကိုနေခံထားနေကျန်လက္ခဏာပုံစံလေးတွေကိုနောက်လူတွေသတိထားလို့ရအောင်ကျွန်တော်သင်ပေးမယ်ဒီမှာကြည့်ပါဦးအာဒီမှာဒါလည်းကောင်းနော် သူ့ရဲ့ဒီဇိုင်းကလာနေတာတောင်မျိုးအာတော့မျက်နှာပေါက်လေးပါရယ်နော်အဲလက်မာတော့လက်မာတွေခြေတော်တွေမှာတက်တူးတွေရှိရယ်နော်ပုံစံတွေကတော့ကိုလိုလိုပဲ shaky man တွေပဲဒီဘက်ကတော့အာချောင်းလေးပါဆိုပြုတ်ပြတ်တက်လိုက်သေးတယ်သူကအာ Okay ဒါသူ့ရဲ့ဒီဇိုင်းနော်ကနော်တော့ဒီဇိုင်းကလာနေတာဒီမှာအာသူကအဲလာလာထွက်နေတာတတူးတတူးသမားကြီးအားနာပါလားဗျာနော် တတူရတော့ပြည့်ပဲအဲဒီကောင်မင်းသားပေါ့အဲမင်းသားမင်းသားလာပဲမင်းသားမင်းသားအာအမေမာရုပ်ကိုကြည့်ပါရုပ်ကိုကြည့်ပါနော်နောက်လူဒီခါသတိထားအောင်ရုပ်ကိုကြည့်ပါโอเคကျေးဇူးပါဗျာကဲဒါကတို့ရဲ့ဒီဇိုင်းကာလာအနေထားတွေပေါ့ဗျာအားလုံးပဲဂရုစိုက်ကြပါလို့နော်နေထားတယ်နေထားတယ်ဒီပတ်စံမျိုးအခုကြည့်နေတဲ့သူမှရှိရင် တစ်ထည့်ဖြစ်လို့ရတယ်နော် ဟုတ်ပါတယ်အမြင်လည်းမမားဘူးအကြာလည်းမမားပါဘူးနော်ထိုင်းနိုင်ငံမှာဒီဇင်ဘာလ9ရက်6ရက်နေ့မှာပြုလုပ်မယ်ထိုင်းပြည်ရဲ့ကိုဆက်မြောက်ဘူမိဘောရဲ့မျက်နှာတစ်ဖက်သေးပါတယ်ပတ်စံကိုအခုကြည့်နေတဲ့သူမှရှိတယ်ဆိုရင်ပတ်စံတရွက်ကိုဘတ်၃တန်းနဲ့တွားလဲလို့ရပြီဆိုတာကိုသိရလား ထိုင်းနိုင်ငံမှာရှိတဲ့ Montreal Hotel မှာကျင်းပပြုလုပ်မယ်ဒီလေလံပွဲကြီးမှာထိုင်းပြည်ရဲ့ဒီမန်နတ်တပင်တစ်ဖက်သေးပါတဲ့ပတ်စံကိုဒါဒီဇင်ဘာလ9ရက်6ရက်နေ့မှာပြုလုပ်မယ်ဆိုတာသိရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကိုထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်လေကိုရဲ့စုမိစောင့်မိထားတဲ့ပတ်စံတွေတွေကနေပြီးတော့ဒီမျက်နှာပြင်တစ်ဖက်သေးပါတဲ့ပတ်စံရှိတယ်ဆိုရင်သွားလဲလို့ရအောင်ဒီနေ့ပြောပြပေးတာပါပတ်စံတရွက်ထုတ်ဘတ်3000တောင်ရမှာဆိုတော့ကျမတို့မြန်မာငွေနဲ့တွက်မယ်ဆိုသိန်း3000 ဝင်ကျင်လောက်ရှိရနော်ဒါထိုင်ဟုတ်ပါမလားဗျာတကယ်လို့မိတ်ဆွေတို့စီမှာဒီလိုပတ်စံမျိုးရှိရဆိုလို့ရှိရင်တော့ဟုတ်တော်ရှိမဟုတ်တော်ရှိသွားပြီးတော့လဲကြည့်ကြပါနော်သွားစမ်းကြည့်ကြပါဗျာအားရမြေမြန်မာတွေတည်အောင်အတွက်ပြောပြပေးတာပါဒီလေလံပွဲမှာဆိုရင်မျက်နှာပြေတစ်ဖက်တည်းပါတယ် ဘတ်တရတန်းဘတ်80တန်းဘတ်90တန်းစိုက်တဲ့ပတ်ဆက်မိတိပတ်ဆက်ကိုမဆိုလေလံပွဲမှာတွားရောက်ရောင်းချလို့ရပါတယ်ဆိုတဲ့အကြောင်းထိုင်းရောက်ရွှေမြမာတွေတီးရအောင်အတွက်ကျွန်မဒီနေ့တီးရတဲ့တဲ့င်းလေးကိုပြန်လည်မျှဝေပေးလိုက်တာဖြစ်ပါတယ်ထိုင်းရောက်နေတဲ့ရွှေမြမာအားလုံး ကျမ်းမာချမ်းသာပြီးတော့ဝေထုတ်ပိုက်ပြီးတော့ကျမတို့နိုင်ငံပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ Okay ပါ။ဒီနေ့အော်တိုဘာ19မနေ့တော့အော်တိုဘာ16ရက်နေ့ဩအမေရိကန်စံတော်ချိန်ဆိုရင်နေ့လေပေါ့မြန်မာကျွန်တော်မြန်မာဆိုလို့ရှိရင်တော့မနေ့ညတကောင်ရချိန်ပေါ့အဲ့ဒီအချိန်မှာအမေရိကန်နိုင်ငံမြို့ကြီးတွေမှာဆန္ဒပြပွဲတွေအကြီးအကျယ်ပြုလုပ်ခဲ့တယ်။ဒါတို့တချို့ကနေတော့လာမေးကြတယ်။ဩဆန္ဒပြပွဲလုပ်တာဟုတ်ပါသလားဆိုမေးကြတယ်။ဟုတ်တယ်ဒါကောလာဟာတာတရင်မဟုတ်တာလက်တွေ့ဆန္ဒပြတဲ့အရာဒါအမေရိကန်ပြည်ထောင်စုမှာဒေါ်နယ်ထရန့်ကိုကန့်ကွက်တဲ့အနေနဲ့ဆန္ဒပြတဲ့အရာကကမ္ဘာပေါ်မှာအမေရိကန်သမိုင်းမှာသမိုင်းမှာအကြီးဆုံး ံးဆန္ဒပြပွဲလို့လည်းပြောလို့ရတယ်မြို့ကြီးပေါင်း90ကျော်မှာဆန္ဒပြပွဲပေါင်း2600ကျော် ပြုလုပ်ခဲ့တယ်လူဦးရေအားဖြင့်ပြောမှဆိုလို့ရှိရင်တိုင်းကနန်းနဲ့တန်းကနန်းကြီးကတ်တယ်ဆိုပြီးတော့ဒါလိလသူတွေပြောပြချက်အရာတွေ့ရတယ်ဆိုတော့သူဆန္ဒပြပွဲတွေကဘာကြောင့်မို့အဓိကအကြောင်းခံမှာဆန္ဒပြပွဲပြုလုပ်လဲဆိုလို့ရှိရင်လက်ရှိအမေရိကန်အစိုးရနဲ့လွတ်တော်အကြားမှာဒါပြည်သူလူထုကိုအစိုးရကထောက်ပံ့နေထောက်ပံ့လေးရှိရဲကျမ်းမာရေးအမခန့်ချက်ပတ်သက်ပြီးတော့မှအသုံးစရိတ်တွေညှိမရတာတွေမှာသူအစိုးရအချင်းချင်းသူအသုံးစရိတ် ညှိမရအောင်ဗျာအညှိမရတဲ့အတွက်သူတို့လုပ်ငန်းလုပ်ငန်းတစ်ချို့ကိုရက်ဆိုင်ထားတယ်အဲရက်ဆိုင်ထားတဲ့အတွက်ဒီတမရအာမခံချက်တွေမှာလည်းထောက်ပံ့ပေးတာမရှိဘူးဒါကြောင့်မပြည်သူလူတို့ကဆန္ဒပြတာမှန်ပေမဲ့အခုဆန္ဒပြတဲ့သူခက်များများကဒီမိုကရက်တွေဖြစ်တယ်ဆိုတော့အမေရိကန်တမဒေါ်နယ်ထရန့်ကရီပါဘရီကန်အခုဆန္ဒပြတဲ့သူတွေဦးဆောင်တဲ့သူခက်များများကဒီမိုကရက်ဖြစ်တယ်ဆိုတော့ပါတီနဲ့ရဲ့ကြားဆန္ဒပြပွဲလို့လည်းပြောလို့ရတယ်ဆိုတော့ဒီဆန္ဒပြပွဲကိုကျွန်တော်အရင်တော့ကျွန်တော်ပြောဘူးတယ်ဗျာအမေရိကန်မှာအမေရိကန်တမိုင်းမှာသူတို့ကဒီမိုကရက်ရဲ့ရီပါဘရီကန်ရှိတယ်ရီပါဘရီက န်ကတော့ထုံးစံရှိနေတိုင်းပဲသူတို့ကငွေရှာတဲ့အလုပ်ကို လုပ်တယ်။ဒါပေမဲ့ဒီမိုကရက်တစ်ကတော့ငွေဖြုတ်တဲ့အလုပ်ကိုလုပ်တယ်။ဒါကြောင့်မလို့ဂျိုးပါတဲ့လက်ထက်မှာဟောယူကရိန်းရဲ့စစ်ဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ်တခြားနေရာတွေမှာပဲဖြစ်ဖြစ်သူကငွေအချီးကိုသူကပေါပေါတီတီသုံးပြီးမှသူကထောက်ခံနေဗျာ။အခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာတဲ့အချိန်မှာယူကရိန်းရဲ့စစ်ဖြစ်တဲ့နေရာမှာလည်းသူကသူ့ရဲ့လက်နက်တွေကိုသူကအလကားမပေးဘဲနဲ့ EU ကိုရောက်နေရောက်ပြီးတော့မှတဆင့်သူကထောက်ခံပေးတာတွေ့ရဆိုတော့ဒေါ်နယ်ထရန့်ကပီတင်းပီတွင်းမှာလည်းငွေအချီးတွေအလီမျိုးဖြစ်တဲ့အရာတွေဟောတခြားဂျာပေါက်တွေကနေယူစီးတဲ့အရာတွေကိုသူကပိတ်ပင်နေဗျာ ဆိုတော့ဟိုဒီမိုကရေစီနဲ့နိုင်ငံကဒီလိုမျိုးလွတ်လွတ်လပ်လပ်ပေါ့ပါသုံးဆွဲတဲ့အရာကိုဒိုနယ်ထရန့်ကကျက်ပြီးတော့မှဒီသူ့နိုင်ငံရဲ့ဝင်ငွေကိုသူကအရင်ကြီးကိုထိမ့်ကြီးလိုက်တဲ့အခါမှာပြည်သူတွေအနေနဲ့သူကမခံမရနိုင်ဖြစ်တယ်ဆိုတော့အားကြောင့်မို့ဆန္ဒပြတာကြောင်နောက်တစ်ခုကအမေရိကန်တမန်ဒေါ်နယ်ထရန့်ကိုသူကအာနာရှင်ဆန်တယ်ဆိုတဲ့ပုံစံမျိုးသူပြောဆိုကြတယ်ဗျာဒါတော့အော်ရီပါဘလီကန်ကို မလိုလားတဲ့ဒီမိုကရက်တွေအများဆုံးဖြစ်တယ်ဆိုတော့သူတို့ဟိုဆန္ဒပြပွဲမှာအဓိကတောင်းဆိုတဲ့အရာကသူတို့ကင်ဆောင်တဲ့စိုက်ပုတ်တွေမှာသူတို့ အဓိကပြောတာ no king ဟောနံပါတ်1 no king ပေါ့နော်နောက်နံပါတ်2ကတော့ဟောလွတ်လပ်စွာပြောဆိုခွင့်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟန်တာတယ်ဥမာ BOA ရောဘာလို့လဲသူတို့ပြိုင်ပြင်သလိုတခြားလွတ်လပ်စွာပြောဆိုတဲ့အရာတွေအရင်ထိခိုက်မဲ့အရာတွေကိုဒေါ်နယ်ထရန့်ပြိုင်ပြင်တာတွေ့ရတယ်ဗျာသူကိုယ်တိုင်လည်းသူပြောဆိုမဲ့အရာကိုသူညာမပြောခိုင်းမဲ့သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာသူကိုယ်တိုင်တင်တာတွေ့ရတယ်ဆိုတော့သူကိုယ်တိုင်အရာအလုံးကိုလွတ်ဆောင်တာတွေ့ရတယ်ဒါနံပါတ်1သူတောက်ဆိုရရနော်ဟောလွတ်လပ်စွာပြောဆိုခွင့်ဟောပြီးလို့ရှိရင် no king အာဏာရှင်လိုမရှိဟောပြီးလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချိုးဖောက်ပြီးတော့မှသူလှုပ်ရှင်တာလုပ်တယ်ဆိုတဲ့ပုံစံ မျိုးနဲ့သူစိုက်ပုတ်ဒီမှာဘလို့ကိုက်ဆောင်လဲဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုမချိုးဖောက်ရန်ဟောနောက်တစ်ခုကတော့ကျမ်းမာရေးအာမခံချက်အတွက်ဘာမှဖျက်ကောက်မှုမရှိရဒါယူသူတောင်းဆိုတယ်တောင်းဆိုပြီးတော့သူဆန္ဒပြတယ်ဆန္ဒပြဒါကမြို့ကြီးပေါင်း50ကျော်မှာပြုလုပ်တယ်အမေရိကန်နိုင်ငံရဲ့ဝါရှင်တန် DC လွတ်တော်အရှိမလဲလူကြီးတောင်းနဲ့ချီပြီးတော့မှဆန္ဒပြတယ်ဟောဆန္ဒပြပွဲပေါင်း2600ကျော်ရှိတယ်ဟောရှေ့ဆက်ပြီးတော့ဆန္ဒပြမယ်အခြေအနေတွေရှိတယ်လို့ကျွန်တော်ပြောပြီးချင်ပါလေပြဒါတော့မနေ့တော့ကအမေရိကန်နိုင်ငံမှာဆန္ဒပြတဲ့အရာကျွန်တော်မြန်မာစံတော်ချိန်ဆိုရင်မနေ့ည18ရက်နေ့ညပေါ့နော်အဲ့ ချက်ဒီစကူရောတဲ့မကူးခင်အဲ့အချိန်မှာဆန္ဒပြခဲ့တယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျဟုတ်ကဲ့ပါတယ်ဒီနေ့လူစုံစားတဲ့တောင်းကြလေးတွေကိုနေ့စဉ်ပုံမှန်တစ်ဆက်ပြင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ထားနိုင်ပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်စကြလေးတွေကိုလည်းအောက် comment မှာရေးပေးတော့ခဲ့ပါဦးညာ